တော်လန်ညာကြမှာခင်ဗျာဒီကနေ့ညခင်းမှာတော်လန်ပြည်သူညီကုံမောင်နှမတွေကိုတည်င်းစကားပါးစရာတစ်ခုရှိပါတယ်မိုးကုတ်ကနေပြီးတော့ DNL တပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီနေရာတွေကိုတော်လန်ရေးတပ်ဖွဲ့အသီးသီးကဝင်ရောက်ပြီးတော့နေရာယူထားကြပါပြီအဲ့ဒီထဲမှာညနေကကိုမိုက်ခဲနဲ့ဖုံးဆက်သွယ်ရပြီးတော့စကားပြောပြတော့ကိုမိုက်ခဲတို့မြင်းညံဘလက်တိုက်က MPD ကြားမဲတက်တယ်လဲစစ်ကူအနေနဲ့အဲ့ဒီနေရာမှာရောက်ရှိပြီးတော့အားဖြည့်ထားကြပါတယ်မန္တလေး PDF ကလည်းအခုမကြသေးခင်နိုင်ဝက်45မိနစ်ဝင်းကျင်က ပြည်သူလူထုနဲ့တော်လှန်ညီကိုမောင်နှမတွေကိုအရေးတကြီးသတင်းစကားပထတာရှိပါတယ်ဒီကြောင်းရာကအရေးကြီးတဲ့အတွက်အဲ့ဒါကိုအပြည့်စုံကိုအရင်ဆုံးကျွန်တော်တို့ပြောပြပေးချင်ပါတယ်တော်လှန်စစ်အတွက်တင်တို့ကိုအလိုရှိသည်ဆိုပြီးတော့ခေါင်းစဉ်နဲ့မန္တလေး PDF ကထုတ်ပြန်ထားတာပါအခုချိန်မှာကျွန်တော်တို့တွေဟာပြည်သူ့လူထုတော်လှန်ရေးကြီးရဲ့အခက်အခဲဆုံးသောအခိုက်အတန့်ကာလတစ်ခုကိုရင်ဆိုင် ဖြတ်သန်းနေကြရပါတယ်တော်လှန်ရေးတို့မြည်သည့်အနှိမ့်အမြင့်အတက်အကျကိုစီနဲ့လှိုင်းသဘောဆောင်တာသဘာဝပါပဲ ဒီလိုခက်ခဲကာလကိုကျွန်တော်တို့တွေရဲ့စူးစိညင်ညွတ်မှုတမ်းမာကြန့်ခိုင်မှုဇွမ်းနပယ်ကြီးမားမှုတွေနဲ့အတူရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာကိုလည်းအပြည့်အဝယုံကြည်ထားပြီးလည်းဖြစ်ပါတယ်အခုခါမှာစီရဲရကျွန်တော်တို့ PDF တွေစိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေဒေသတွေကိုအာနာသိန်းစစ်အုပ်စုကမြေပြင်ဝေဟင်တာလွန်အင်အားများစွာနဲ့ထိုးစစ်ဆင်နေပါတယ်ကျွန်တော်တို့ဒါကိုအတတ်နိုင်ဆုံးအကောင်းဆုံးအနေထားနဲ့ကြန့်ကြန့်ခံရင်ဆိုင်နေကြပါတယ်ဒီလိုအချိန်မှာ ကျွန်တော်တို့တော်လန်ရေးအတွက်အထူးအရေးပါတဲ့မဟာဗျူဟာမြောက်နယ်မြေတွေကိုဆက်လက်ထိန်းချုပ်နိုင်ဖို့ကအထူးအရေးကြီးပါတယ်။ဒါ့အပြင် မြမပြည်အလဲပိုင်းမြေပြန့်ဒေသမှာရှိတဲ့ရန်သူစစ်အုပ်စုရဲ့အသင်းနှလုံးအချက်ချာနေရာတွေကိုဆက်လက်ချင်းချောင်းနိုင်ဖို့အတွက်လည်းအလုပ်တွေအများကြီးဆက်လုပ်ရဖို့ရှိပါမယ်။ဒီအတွက်အခုချိန်မှာကျွန်တော်တို့ MDY PDF မန္တလေး PDF အနေနဲ့အာသစ်အင်သစ်ရဲဘော်တစ်တွေကိုအရေးကြီးနဲ့အများကြီးထပ်မံလိုအပ်နေခြင်းဖြစ်ပါတယ်။ ဒေါ်လန်စစ်ရဲ့အရေးပါတဲ့အလုပ်တွေကကျွန်တော်တို့ကိုစောင့်ဆိုင်းနေပါတယ်။ဒီအတွက်ဆိုရင်ကျွန်တော်တို့မှာအခုထက်တာလွန်နဲ့တိုက်စွမ်းရည်နဲ့တိုက်စွမ်းအားလိုအပ်ပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကဒေါ်လန်စစ်ကိုဆင်နွှဲလိုတဲ့လူငယ်လူရွယ်အပေါင်းကိုလိုက်လဲစွာ ဖိတ်ခေါ်အပ်ပါတယ်။မိတ်ဆွေရဲပေါ်ကျွန်တော်တို့စီကိုလာဖြစ်အောင်လာလာခဲ့ပါစစ်တကယ်တိုက်နိုင်ဖို့နဲ့လူအပ်တာတွေတက်ဆင်ပံ့ပိုးနိုင်ဖို့က ျွန်တော်တို့အပြည့်အဝတာဝန်ယူပါတယ်ပြည်သူဒေါ်လန်စစ်ကရဲဘော်တို့ကိုလိုအပ်နေပြီလာခဲ့လိုက်ဗျာကျွန်တော်တို့အတူချီတက်ကြရအောင်ဒေါ်လန်ရင်းမှာတပါအချားမရှိ အရေးတော်ပုံအောင်ရမည်မှတ်ချက်အနေနဲ့ဒေါ်လန်စစ်ကိုစင်နှွဲလို့သောမိတ်ဆွေရဲဘော်များအနေဖြင့်လူပုဂ္ဂိုလ်တူတယောက်ချင်းသာမကအစုအဖွဲ့လိုက်တပ်ဖွဲ့အလိုက်လဲမန္တလေး PDF ထံကိုလာရောက်ပူပေါင်းပါဝင်နိုင်ပါသည်ဆိုပြီး လွန်ခဲ့တဲ့45မိနစ်တနာယီဝန်းကျင်လောက်ကမန္တလေး PDF ကအတိအလင်းထုတ်ပြန်ပြီးတော့ပြည်သူလူထုနဲ့ဒေါ်လာညီကောင်မောင်နှမတွေကိုသတင်းစကားပါထားပါတယ်ဆက်သွယ်လို့ရမယ့် Telegram Signal နံပါတ်တွေကိုလည်းဖော်ပြထားပါတယ် comment မှာလည်းကျွန်တော်အဲ့ဒီနံပါတ်တွေအတိုင်းပြန်လည်ပြီးတော့မျှဝေပေးထားပါမယ်အဲ့တော့ဒီကာလကအင်မတန်မှအရေးကြီးတဲ့ကာလဆိုတာကိုအားလုံးကလည်းသုံးသပ်ကြပြီးဖြစ်ပါတယ်အဲ့တော့မေထောင်ဆန်းစုကြည်ပြောခဲ့တယ်လို့မျိုးပါပဲဒီမိုကရေစီ ဘယ်တော့ရမလဲလို့မင်းနေတဲ့သူကိုအမေတော်ဆန်းစုကြည်ဖြေခဲ့တယ်လို့မျိုးပါပဲမင်းတို့ကိုယ်တိုင်ကတားတို့သမီးတို့ကိုယ်တိုင်ကပြည်သူတွေကိုယ်တိုင်ကတဦးချင်းစီကိုယ်တိုင်ကဒီမိုကရေစီရဖို့အတွက်ဘာတွေလှုပ်ဆောင်နေလဲကိုဘာမှပါဝင်ပြီးတော့လုပ်နေတာမရှိဘူးဆိုရင်ဒီမိုကရေစီဆိုတာကိုရဖို့ မျောလင့်ချက်ဝီးနေသေးတယ်ဆိုတဲ့အဖြစ်ကိုရလိမ့်မယ်ဆိုပြီးမေစုပြောခဲ့သလိုမျိုးပါပဲတော်လှန်ရေးဘယ်တော့အောင်မှာလဲလို့မင်းနေကြတဲ့သူတွေကိုလည်းဒီလိုအဖြစ်မျိုးပဲကျွန်တော်တို့ပေးရမှာပါအဲ့တော့တော်လှန်ရေးအောင်ဖို့အတွက်တော်လှန်ရေးအလုပ်တွေကိုဘယ်နေရာကနေဘယ်လိုမျိုးကိုကိုတိုင်ကလုပ်နေရဲဆိုတဲ့ဟာကတော်လှန်ရေးဘယ်တော့ပြီးမလဲဆိုတဲ့အဖြစ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စစ်တိုင်းမှာမဟုတ်ပါဘူးတခြားကြီးစံဖြစ်ပေးတဲ့ကဏ္ဍတခြား ထောက်ပို့ပေးတဲ့ကဏ္ဍကဏ္ဍများစွာရှိပါတယ်ကျွန်တော်တို့အမှန်တကယ်ကုစီကုစီပါဝင်ကြဖို့လိုအပ်နေချင်းဖြစ်ပါတယ်အဲ့တော့ဒီကနေ့ညခင်းမှာတော့အထူးအနေနဲ့6800ဇာတိအတွက်အထူးအနေနဲ့ကျွန်တော်နည်းနည်းလေးပြောပေးပါမယ်အဲ့တော့6800ဇာတိကဟိုနေလေကင်းကနေပြီးတော့ဒီမိုးကုတ်ပကဖကနေပြီးတော့မိုးကုတ်သားတွေပြန်ပြီးတော့မိုးကုတ်ကိုကာကွယ်ဖို့အတွက်ဖိတ်ခေါ်ထားတဲ့ရုပ်သံဖိုင်တစ်ခုမှာအောက်မှာအများကြီးကွန်မန့်နေလာပြီးတော့ရေးကြပါတယ် တတင်းတင်ဆက်တဲ့သူထောက်ပို့အနေနဲ့လုပ်နေတဲ့သူကိုအတင်းစစ်မြေပြင်ကိုသွားခိုင်းနေကြပါတယ်အဲ့တော့သူတို့ comment တွေကိုလည်း reply တအားလိုချင် နေကြပါတယ်အဲ့တော့သူတို့ reply တစ်ခုရလို့ရှင်6800ကနေ200ပို့ရပြီးတော့8000များရလို့ reply တအားလိုချင်နေကြတာဖြစ်မလားဆိုတာကိုကျွန်တော်တို့ဟိုစဉ်းစားမိပါတယ်အဲ့တော့ reply တော့ရမှာမဟုတ်ပါဘူးကန်ကောင်းတဲ့သူကတော့တစ်ခါတလေကျွန်တော်အားလို့ရှင်ဆဲကျင်လို့ရှင်ဆဲတဲ့ reply တော့ရကျင်ရပါလိမ့်မယ်ဒီနေရာမှာတစ်ခါတဲ့အဲ့ဒီ6800ဈာတွေအတွက် profile ပိတ်ထားတချို့ကလည်းကိုယ့်နာမည်ကိုစလုံးပေါင်းမမှန်တချို့ကြတော့လဲမိမအကောင့်ခိုးသုံးတဲ့အဲ့ဒီ6800ဇားတွေကိုဒီနေရာနေပြီးတော့ပြောလိုက်ပါမယ်ကျွန်တော်မှခွေးမောင်းမှုအချိန်မရှိပါဘူးအဲ့တော့ဟိုခွေးလိုမျိုးလားဦးနေတာတွေကိုလည်းကျွန်တော်အလုံးစုံနားမလည်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့အများကြီးမျော်လင့်မနေပါနဲ့တချို့ကတော့ကံကောင်းတဲ့သူတွေကတော့ reply ပြန်ရရင်6800ကနေ200ပို့ရပြီးတော့9000ရခြင်းရပါလိမ့်မယ်အဲ့တော့6800သားတွေ အဲ့တော့မင်းကိုယ်တိုင်သွားပြီးတော့တိုက်ပါလားမင်းကိုယ်တိုင်မိုးကုတ်ကိုသွားပါလားဆိုပြီးတော့သတင်းတင်ဆက်တဲ့သူထောက်ပို့လုပ်နေတဲ့သူကိုအတင်းစစ်တိုက်ခိုင်းနေတဲ့6800သားတွေရဲ့ညံရင်ညံသွေးကိုလည်းပြန်ပြီးတော့ဖြေစရာလူမယ်မထင်ပါဘူးဒါကြောင့်မလို့ reply တွေအများကြီးညှော်လင့်မနေပါနဲ့မင်းတို့အတွက်ငါရဲ့ comment အောက်မှာဟို reply တွေအများကြီးရမှာမဟုတ်ပါဘူးအဲ့တော့ခွေးမောင်းမှုအချိန်ရှိတဲ့အတွက်ဒါလေးကိုတော့နားလည်ပေးပါအဲ့တော့ကျွန်တော်တို့ တော်လန်ရေးအလုပ်တွေဆက်ပြီးတော့လုပ်เสียအများကြီးရှိတယ်တော်လန်ပြည်သူတွေအနေနဲ့အဲ့ဒီ comment တွေကိုလည်းအများကြီးလိုက်ပြီးတော့ reply ပြန်ပြီးတော့လှုပ်ရှုပ်မခံပါနဲ့အဲ့ဒီ6800သားတွေကိုလှုပ်ပေးထားလိုက်ပါ ဒီအချိန်ဒီကာလမှာ6800သားတွေကအလုတ်ကောင်းနေတဲ့အချိန်မှာကျွန်တော်တို့ reply တစ်ခုရရင်တို့200ပို့ရမယ်အခွင့်အရေးမျိုးရှိတယ်ထင်ပါတယ်ဒါကြောင့်မလို့မင်းရဲ့ comment တွေကိုလည်းဖတ်ပါအောင် reply ပြန်ပါအောင်ဆိုပြီးတော့အတင်းကရောကြီးလိုချင်နေရတာဖြစ်ပါတယ်အဲ့တော့6800သားတွေအတွက်အထူးအနေနဲ့ဒီရုပ်သံဖိုင်တွေမဟုတ်ပါဘူးတခြားရုပ်သံဖိုင်သတင်းတွေအောက်မှာလာပြီးတော့ဥနေကြတဲ့6800သားတွေကိုမေကိုလာလုံးတေချောင်းနေဝက်ဆိုင်နှလုံးပေါက်ကောင်တွေကိုလည်းဒီနေရာနေပြီးတော့ကွမတ်အကြီးအခုစကားပြောပြီးတော့ပေးလိုက်ပါပြီ Tiene ya valor.